ဏီတန်းကောင်းမှစာကိုကောင်းပါတယ်အကုန်လုံးပြန်ပြီးတော့ဏီကုန်းနဲ့အုံနိုင်မှစာတပုတ်ကပြီးပြင်ပါတယ်ဒါပေမဲ့လို့ဆရာတွေစာရေးကြသလားမရေးပါဘူးအကြောင်းမျိုးမျိုးပြပါတယ်အကြောင်းမျိုးမျိုးပြပါတယ်ဘလို့အကြောင်းပြလဲဟာမင်းတို့ကွာမဂဇင်းတက်တိုက်ကိုပို့ရတာခက်ခဲလိုက်တာဒီခေတ်ကြီးမှဒီစကားမှန်တော့ပါဘူး ဆိုရှယ်မီဒီယာဆိုတဲ့ခက်တည်းဖြစ်လာပါပြီကိုရေးကျင်တဲ့စာကိုကိုယင်ထဲမှာရှိတဲ့အကြောင်းအရာတွေကိုလွတ်လပ်စွာဖော်ထုတ်ရေးသားပြီးတော့ online မှာတင်နိုင်တဲ့ခက်တခက်ရောက်လာပါပြီဘယ် editor ကိုမှ တီးပြခိုင်းစရာမလိုပါဘူးဘယ် editor ပေချမှာကိုမှလည်းကြောက်စရာကျွန်တော်တို့မလိုတော့ပါဘူးကျွန်တော်တို့ယင်ထဲမှာကျွန်တော်တို့တွေ့ကြုံနေရတဲ့အဖြစ်အပျက်တွေ အကအားလုံးကိုကျွန်တော်တို့ကဆိုရှယ်မီဒီယာပေါ်မှာကျွန်တော်တို့လွတ်လပ်စွာရေးသားပြီးတော့မျှဝေနိုင်တဲ့ခေတ်အခြေအနေကျွန်တော်တို့ရောက်လာပါပြီအဲ့လိုခေတ်အခြေအနေမှာကျွန်တော်တို့အင်မတန်လွယ်ကူတဲ့လူမှုဆက်သွယ်ရေးလမ်းကြောင်းကြီးပေါ်ရောက်လာတာတော့ကျွန်တော်စာရေးကြသလားမရေးကြသေးပါဘူးဒါကြောင့်ကျွန်တော်ကစာရေးပါလို့ပြောချင်တာပါ ကျွန်တော်ဘာကြောင့်စာရေးခိုင်းနေဆိုတော့ကျွန်တော်တခြားနယ်ပယ်တွေကျွန်တော်မပြောပါဘူးကျွန်တော်ကပညာရေးနယ်ပယ်ဖြစ်တဲ့တည်းကြောင့်ပညာရေးလောကသားတွေပညာရေးအကြောင်းတွေကိုရေးကြစမ်းပါကျွန်တော်တိုက်တွန်းကြတာအဲ့ဒါပါပဲဘာဖြစ်လို့လဲပညာရေးလောကမှာဖြစ်နေတဲ့အဖြစ်ပြက်တွေအကုန်လုံးဒီကျွန်တော်တို့ခေတ်ဆက်ဆက်ရင်ဆိုင်ကြရတာတွေအမှန်တရားတွေလားကျွန်တော်တို့ဆန်းစစ်ဖို့လိုတယ်ကျွန်တော်ဆိုဆိုရှယ်လစ်ခေတ်မှာ ကြောင်းစရာဖြစ်ခဲ့တာ socialist ခင်မှာကြောင်းစရာဖြစ်ခဲ့တယ်လို့ကျွန်တော်ဒီ ID ခင်မှာလည်းကျွန်တော်ကြောင်းစရာဆက်ဖြစ်နေတုံးမယ်အဲ့တော့ ID ခင်မှာကျွန်တော်ကြောင်းစရာဖြစ်တဲ့အခါကျတော့ ID ခင်မှာပညာရေးဖြင့်ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီးတိဆောက်အံ့နေပါ रे ဗောဗျာ ခေါင်းစဉ်ကြီးတွေဆောင်ပုတ်ကြီးတွေအကြောင်းကြီးတွေမှာကပ်ပြီးတော့អော်ကြတယ်ပြောကြတယ်ပေါ့ ID 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 ဆိုပြီးတော့ပြောပြီးတော့လဲចောင်းနေမှာ multimedia room នេះលោកចារတယ်ប៉ុចំណកូនណៃកូក៏ multimedia room មកថេថេវិញវិញវិញពីរប៉ាវិញប៉ាក់ខេប៉ាត់តែខេយ៉ាတယ်លូဆိုတော့អីខិអជានីដងកា 1990အလွန်ကာလတွေကာလတုန်းကမာတီမီဒီယာဆိုပြီးတော့လုတ်ခဲ့တဲ့ဟာတွေဟာတိုင်းပြည်မှာတကယ်ရော လုတ်ခဲ့သလားတကယ်ရောအောင်မြင်ခဲ့သလားဒါတွေကျွန်တော်တို့စမ်းစစ်ဖို့လိုပါတယ်ဒီအကြောင်းအရာတွေကိုကျွန်တော်တို့ကနေပြီးတော့ဟာလာပြန်လဲမဖော်ထုတ်ဘူးပြန်လဲမရေးသားဘူးဆိုလို့ရှိရင်ဟာငါတို့1990ဝင်းကျင်ရကွာနိုင်ငံတော်ကြီးမှာဟာလာ ID တွေတိုးတက်အောင်ခင့်မိအောင်ငါတို့လုတ်ခဲ့ကြတာပဲဆိုတော့တမိုင်းညာ အဲ့ဒါလူလူစကားထဲမှာအမှန်ကြီးလို့ထင်သွားတာဒီဖြစ်နိုင်ပါတယ်အမှန်တော့မမှန်ဘူးမမှန်ဘူးဆိုတော့ဘာကြောင့်ကျွန်တော်ပြောနိုင်တယ်လဲကျောင်းဒီမှာ for show လိုက်လုံခိုင်းတယ်ဟုတ်လားစာသင်ခန်းတွေဖွင့်ကြမာတီမီမီဒီယာရူမ်တွေဖွင့်ကြကွဟာလားကွန်ပျူတာတွေဝယ်ကြကွတတ်ကြကွခလေးနေနေဟာဖွင့်ပွဲတွေခံကနနာကြီးတွေလှုပ်လိုက်ကြအဲ့ဒါတွေကတကယ်ရော အမှန်တရားတွေဟုတ်သလားမဟုတ်ဘူးတကယ်ဆိုတော့ဒါကျွန်တော်ကြုံလို့ပြောပြတာပါကျောင်းနေမှာကွန်ပျူတာတွေကွန်ပျူတာတွေကျွန်တော်နေဘက်ဆိုပို့ဆိုးတာပေါ့ကွန်ပျူတာငါးလုံးတော့ရှိတယ်ကျောင်းမှာကွန်ပျူတာလေးငါးလုံးအရင်တည်ပြီးတော့ဒီကျောင်းဖွင့်ရင်ကွန်ပျူတာငါးလုံးကဒီကျောင်းနောက်တစ်ကြောင်ဖွင့်ရင်နောက်တစ်ကြောင်အဲ့ကွန်ပျူတာငါးလုံးချွေနောက်တစ်ကြောင်တင်တဲ့လူတွေကလည်းဟိုတတ်တဲ့လူတွေကလည်းဒီကလေးတွေပဲ အထက်ကတရောင်ရင်အထက်ကတကြောင်သားအထက်ကနှစ်ရောင်ရင်အထက်ကနှစ်ကြောင်သားအထက်ကသုံးရောင်ရင်အထက်ကသုံးကြောင်ကြောင်သားဟိုတောကြောင်မှာတောက်ဖွင့်မယ်ဆိုရင်ဒီကြောင်သားတွေပဲကားကြီးနဲ့ရောကွန်ပျူတာတွေနဲ့ရောတင်ခေါ်ပြီးတော့ကျွန်တော်တို့လုတ်ခရရတဲ့ကာလာဒီရှိပါတယ်ဒါတွေကိုကျွန်တော်တို့ကပြန်ပြီးတော့အရင်တော့ကျွန်တော်ဖော်ထုတ်ရေးခဲ့ပါတယ်ဒီကြောင်ရာတွေကိုကျွန်တော်ရေးခဲ့ပြီးစာအုပ်တွေလည်းကျွန်တော်ထုတ်ခဲ့တယ်ထုတ်လို့ရတဲ့အချိန်မှာပေါ့ထုတ်လို့ရတဲ့အချိန်မှာထုတ်ခဲ့ပါတယ်အဲ့တော့ဒါတွေကတမိုင်းအမှန်ကြီးလားမမှန်ဘူး ဘာလို့ဆိုကျွန်တော်တို့ကခက်တခက်မှဒါတွေကအမှန်တိုင်းသာတကယ်လို့အဲ့ဒီတုန်းကသာအရှိအရှိတိုင်းအမှန်အမှန်တိုင်းလောက်ခဲ့ကြမယ်ဆိုရင်ဘလောက်ကောင်းလိုက်မလဲဆရာတို့ကိုစာရေးပါလို့ကျွန်တော်တို့ပြောတာအဲ့ဒီအချိန်တုန်းကဆရာကြီးကြုံတွေ့ခဲ့ရတဲ့ဆရာကြီးအများကြီးအဲ့ဒီကြုံတွေ့ခဲ့ရတဲ့ဆရာကြီးအများကြီးတရားမှာဒီအကြောင်းအရာတွေကဒီလိုပဲငါတို့တော့ဒီလိုကြုံရရတယ်ငါတို့ကြောင်းမှာတော့ဒီလိုလောက်ခဲ့ရတယ် ဒါတွေကမမှန်ဘူးဆိုတာတွေကိုကျွန်တော်တို့ကဖော်ထုတ်ခဲ့ရင်တမိုင်းကိုကျွန်တော်တို့မညာရာရောက်ပါတယ်။တမိုင်းအမှန်ကိုဖော်ထုတ်ရရပါတယ်။